နှစ်ဖက်မိဘစုံလင်စွာနဲ့လုံရန်နဲ့ဆွေပြည်သင်ဟာချောင်းတော်ကိုသွားကြပြီးတော့အဲ့ဒီမှာပဲတာရည်သမီးရဲ့ကိစ္စတွေတည်တည်ကြည်ကြာကိုဆွေးနွေးကြပြီးတော့မကြခင်မှာလုံရန်နဲ့ဆွေပြည်သင်ကတော့သူတို့နှစ်ယောက်ရဲ့နတ်တိလူတီမင်္ဂလာပွဲသတင်းကိုအသိလင်းကြီးညာတော့မှဖြစ်ချောင်းလေးတီးရပါရယ်။အဲ့ဝင်ရင်ညီမကိုရင်ကလေသူကိုလက်ထက်မဲ့သူကဘာလုပ်လဲဆိုတော့ကုတဲ့ကြီးကိုမပြောပြသေးပါဘူး။ဒါကြောင့်မလို့တချို့သောပြည်သက်တွေကတော့ရှိကိုနေကြပြီး လက်ထက်မဲ့ကိစ္စကိုများရေးကြီးခွင်ကျဲလုပ်လို့အခုပြောလိုက်တော့ရောဘာဖြစ်သွားမှာမို့လို့လေအခုလိုမျိုးဟင်းဝီယာလက်ထက်မဲ့သူကဘယ်သူလဲဆိုပြီးသစဉ်လက်ထက်မဲ့သူကဘယ်သူလဲစိတ်ဝင်စားအောင်လုပ်ပြီးတို့နှစ်ယောက်ကကြောညာရိယနော်အလုတ်ဒီလုတ်ရဆိုင်မှာစိန်ရွှေကြောညာရိယနဲ့အမှနော်ကျွန်တော်တို့ကြောညာပေးရနဲ့ပတ်စံရအောင်ဒါက marketing နေနဲ့ဆင်းလိုက်တာလားလက်ထက်မဲ့ဟာကိုလည်းအသုံးချပြီးတော့ငွေရအောင်နော်ကျွန်တော်တို့ငွေရွှေမှုအတွက်အလုတ်ကိုင်းစင်ပြီးဖို့အတွက် လက်ထက်မဲ့တရင်ကိုအလုံးချနေတာလားဆိုပြီးတော့တချို့သောပြည်သက်တွေကတော့လုံးဝသေးမခံနိုင်တော့လို့ပြောဆိုကြပါပြီအခုတော့ဟင်းဝေရန်ရဲ့စိုးပြည်သစင်ရန်တစ်ဖက်သောမိဘတွေစုံလင်စွာနဲ့ကန်းချီမှာနော်ကျွန်တော်တို့ချောင်းသာကန်းချီမှာဒါသားရီသမီးဆွေးနွေးကြတဲ့ဓာတ်ပုံတွေ online ပေါ်မှာပြန်ထန်လာခဲ့ပြီလို့ဖြစ်ပါရီမကြခင်မှာဟင်းဝေရန်နဲ့စိုးပြည်သစင်လက်ထက်မဲ့ရက်ကိုအတိအကျကြေညာမယ်လို့လည်းကြားသိရပါရီဒီတော့ဒီမှာတော့တို့ညောင်ရဲ့လက်ထက်တဲ့မင်္ဂလာဖိစာတွေကတော့အောက်ချားနေတာတွေ့ရတယ်ပေါ့နော်အဲ့ဒါကတော့ဖိုတိုရှော့နဲ့လုပ်ထားတာလို့ပြောပြစီ เนาะကျွန်တော်တို့ဝါချုပ်ပြီးရင်လက်ထပ်မေလို့တော့တနေ့ကတော့အတိအချာကိုတက်လာနေပါပြီပြည်သက်ပြေကုန်လုံးသဘောတူချလာဗျာအခုချိန်မှာဟေဝီယန်နဲ့ဆိုးပြည်စင်လက်ထပ်တော့မဲ့အချိန်မှာဟေဝီယန်နဲ့ဝိုင်းစုခင်တဲ့ရင်အချောင်းတွေကိုပေါ်နေတာတော့မကောင်းပါဘူးเนาะ